င်္ဂလာပါကျွန်တော်ကတော့ဒေါက်တာရဲ့ထွန်းညဖြစ်ပါတယ်။အဲကျွန်တော်ဒီနေ့ share လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကဒီ B4 ပေါ့နော်။ဒီကျွန်တော်တို့အသက်အောင်တော့ B4 တွေ C4 တွေနဲ့ passive gain နဲ့ပတ်သက်မှုပေါ့လေ။အဲ့တော့ဒီလူတော်တော်များများပေါ့နော်။အများဆိုတာဆိုရင်ကြတယ်ဒီ passive gain သွားလို့ရှိရင် B4 များကူလာမလားပေါ့လေ။အဲ့တော့အဲ့တော့ဒါကအခုမှဖြစ်တာမဟုတ်ဘူး။ပိုးပိုးအရှိခေတ်တွေကလေးကဒါဆင်းဆင်းဆိုးရင်လာကြတဲ့ဆိုးရင်မျိုးတစ်ခုပေါ့နော်။အဲ့တော့ ီသွားစည်းကမ်းသွားရင်ဘီဘိုကူကူမပြောခင်ကျွန်တော်ဒီဘီဘိုစီဘိုအချိန်မသုံးဘူးပေါ့အဓိကတော့ကျွန်တော်တဲအောင်တော့ဘီဘိုရယ်စီဘိုရယ်ပြီးလို့ရှိရင်အချိန်ဘီပေါ့နော်အချိန်ဘီဘိုရယ်အဲ့သုံးခုကဟိုဘလို့ကူလဲဆိုတဲ့နည်းလမ်းလေးကြာချင်ရင်ပြောပြချင်တယ်အဲ့တော့အဲ့ဘီဘိုစီဘိုအချိန်ဘီတို့သုံးခုကဒီကူဆက်နေသုံးနည်းရှိတာပေါ့အဲ့တော့ကျွန်တော်ပထမတနည်းကတော့ဒီခန္ဓာကိုယ်ရဲ့အဓိကသွေးပေါ့နော်ဒီသွေးတွေခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အစိမ့်ကျွန်တော်ကူဆက်တဲ့နည်းလမ်းရှိတယ် တော့ဒုတိယတနည်းကတော့ဒါလိမ့်ဆက်ဆိုင်ရာနေပြီးတော့မှာကျောက်ကကုဆတ်တဲ့နီလန်းရှိတယ်တတိယတနည်းကတော့ဒါမိခင်ကနေပြီးတော့မှာခလေးကိုကုဆတ်တဲ့နီလန်းပေါ့နော်အဲ့တော့အဲသွားဆေးကန်းမှာတော့အဲ့၃နီးထဲမှာအဓိကသွားဆေးကန်းနဲ့တက်ဆိုင်တာကတော့ဒီသွေးပေါ့နော်ဒီသွေးတွေသွေးတွေအဲ့ဒါညီပါကုဆတ်တဲ့ဟာဒါဆွေးနေကြတာပေါ့လေအဲ့တော့ဒီကူးမကူးဆိုတာကြတော့ဘယ်လိုကျွန်တော်ဆင်ဆုံးဖြတ်ရမလဲဆိုလို့ရှိရင်ဒီပိုးတွေကဒါပိုးတက်လို့ရတာပေါ့ နော်ပို့တက်လို့ရတယ်အဲ့တော့တက်တဲ့အချိန်မှာကျွန်တော်ကဒီပထမလူနာကဒီပိုးရှိတယ်ဆိုကြပါဆိုပထမလူနာကဒီပိုးရှိတယ်ပြီးရှင်သူ့ကိုကျွန်တော်ကသွားနှုတ်တယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကရိယာတွေမှာအဲ့ဒီလူနာရဲ့ဒီပိုးဟာပူသွားတယ်အဲ့တော့အဲ့ဒီပစ္စည်းကရိယာရဲ့နဲ့ပဲထပ်ပြီးတော့ဒုတိယလူနာကိုထပ်လုပ်တယ်ဒုတိယလူနာကို ထပ်ပြီးအဲ့ဒီပစ္စည်းနဲ့ပဲသွားနှုတ်တယ်အဲ့ပစ္စည်းနဲ့ပဲထုံစင်းထိုးတယ်အဲ့ကိရိယာတွေပဲသုံးတယ်ဆိုရင်တော့ဒါကူးပြီပေါ့နော်ပထမလူနာရဲ့ဘီကိုဒုတိယလူနာထဲကိုထည့်ပေးလိုက်လို့ဖြစ်သွားပြီဒါပေမဲ့ပထမလူနာမှာဘီပိုးရှိတယ်ဒါမှမဟုတ်စီပိုးရှိတယ် HIV ရှိတယ်အဲသူ့ကိုသွားနှုတ်တယ်နော်အဲ့တော့အဲ့ကိရိယာတွေမှာ HIV ပိုးပူးသွားပြီဒါပေမဲ့ဒုတိယလူနာကိုလှုပ်တဲ့အချိန်မှာပထမလူနာကလှုပ်ထားတဲ့ကိရိယာကိုမသုံးတော့ဘဲနဲ့ ပစ္စည်းကရိယာအတိတ်ကိုသုံးပြီးတယ်ပိုးသက်ထားပြီးသားပထမလူနာမလုပ်ထားတဲ့ပစ္စည်းကရိယာအတိတ်ကိုသုံးတယ်ဆိုရင်တော့ကျွန်တော်ကကူးဆက်ဖို့လမ်းကြောင်းကိုမရှိတော့တာပေါ့။ဘာကြောင့်လဲဆိုတော့ပထမလူနာလုပ်ထားတဲ့ကရိယာတွေကဟောပစ္စည်းပေါင်းမဲ့တဲ့ကိုရောက်သွားပြီးဒုတိယလူနာကပစ္စည်းအတိတ်နဲ့ပိုးသက်ထားပြီးလုပ်တယ်ဆိုလို့ရှိရင်ပထမလူနာမှာဘီပိုးမကလို့ဘိုင်ရော့ကပဲရှိရှိကျွန်တော်တို့ကစိုးရိမ်ကြမလို့တော့ပေါ့နော်။ အဲဒါကြောင့်မလို့အဓိကကတော့သွားစည်းကမ်းကနေပြီးဖို့ကုလားမကုလားဆိုတာလေဘယ်ပေါ်မူတည်သွားမလဲဆိုလို့ရှိရင်ဒီပိုးသက်မှုရှိလားမရှိလားပေါ့မူတည်တာပေါ့နော်အဲတော့ကျွန်တော်ကဒီဟာကဒါခေတ်ဆက်ဆက်စိုးရင်လာကြတဲ့ဟာဆိုတော့ဒါအရင်ခေတ်တုန်းကတော့ဘယ်လိုတွေရှိခဲ့လဲဆိုတာဒါ ဟိုဟိုပြောဖို့ခက်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့အရင်ခေတ်တုန်းကကျွန်တော်တို့ကဒီပိုးသက်တဲ့ပစ္စည်းတွေပိုးသက်တဲ့စနစ်တွေကဒါရှားပါတာပေါ့။ရှားပါတယ်။အဲကြောင့်အရင်ခေတ်အိုးအရင်ရင်တော့ဆိုလို့ရှိရင်အဲမှာဆေးထိုးအပ်တယ်ဆိုလို့ရှိရင်တခါတုန်းဆေးထိုးအပ်တွေကတိတ်မပေါ်များတာမျိုးတွေတော့ရှိတာပေါ့နော်။အဲဒါကြောင့်မလို့ဒီ add sound လေးနဲ့ပဲအကုန်လုံးလိုက်ထိုးနေရတွေ့တာအရင်တော့ကကြုံကောင်းကြုံခဲ့ဘူးမှာလေ။အဲလိုမျိုးအချိန်လို့ဆိုရင်တော့ ူးကောင်းကူးမယ်ကူးခဲ့တာလည်းရှိမှာပေါ့ရှိလို့ပဲဒါလူတွေဆိုရင်ကြတာပေါ့เนาะမရှိရင်တော့ဘယ်ဆိုရင်လဲဒါပေမဲ့အခုဒီခစ်ကိုရောက်လာတဲ့အချိန်မှာကျွန်တော်တို့ကဒီစီထိုးအပ်တရားအစတစ်ခါတော့အပ်တရားအရန်ပုံများသွားပြီအရန်ဟိုဟိုလက်လန်းမိသွားပြီပေါ့เนาะအနောက်တစ်ခုကဒီ B4 C4 HIV ပိုးအကုန်လုံးကိုတတ်နိုင်တဲ့ဒီ auto clip ပေါ့เนาะ sterilizer တွေပိုးသက်ဆက်တရားလည်းကျွန်တော်တော်တော်လေးကိုဟိုအစင်ပြည်တဲ့လက်လန်းမိတဲ့အနေအထားမှာရောက်နေပြီဆိုတော့ဟို အများစုတော်တော်များများမှာတော့အဲ့ဒါမျိုးတွေဟိုတုံးလာကြပြီပေါ့နော်တုံးလာကြပြီအဲ့တော့မတုံးတဲ့နေရာလည်းရှိကောင်းရှိမှာပေါ့လေဒါကတော့ဟိုအကုန်လုံးတော့ချုပ်ငွေပြောလို့တော့မရဘူးပေါ့နော်ဟိုဒီလိုမျိုးကြီးဟိုတိုးတက်နေတဲ့ခေကြီးမှာလည်းအဲခုနလိုမျိုးပိုးတက်တဲ့စနစ်တွေကိုမတုံးတဲ့နေရာလည်းရှိကောင်းရှိမှာပါဒါပေမဲ့ဟိုမင်းတွေ့ရတဲ့လောက်ကတော့အများစုနေရာတိုင်းနှီးပါမှာတော့ဒီလိုမျိုးစနစ်တစ်ချပိုးတက်တဲ့စနစ်တွေက ရှိနေပေါ့နော်ရှိနေဖြစ်တယ်အဲအဲ့တော့အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီကူးမဲ့ဟို B4 C4 HIV ကူးမဲ့ဟာတော့ဟိုတော်တော်လေးဟိုနည်းသွားပြီပေါ့နော်အဲ့လိုမျိုးစနစ်တကျပိုးသက်ထားတဲ့နေရာမှာလုတ်တယ်ဆိုလို့ရှိရင်တော့တရားရခိုင်တော့100%လုံးဝမကူးဘူးဆိုတော့အာမခံချက်ပေးနိုင်ပြီပေါ့လေအဲ့တော့ပိုးမသက်ထားရင်တော့လည်းမပြောတတ်ဘူးပေါ့နော်အဲ့တော့ဟိုနောက်တစ်ချက်ကကျွန်တော်ကဒီပစ္စည်းကရိယာတွေမှာနှစ်ပိုင်းရှိတာပေါ့ပထမတစ်ပိုင်းကပထမအမျိုးအစားပါလဲဆိုလို့ရှိရင်လုံးဝအ သစ်ပြန်သုံးလို့ရတယ်ကရိယာတွေရှိတယ်ဒုတိယမျိုးစားတွေဟာအသစ်သုံးလို့မရဘဲနဲ့ပိုးသက်ပြီးတော့ပြန်သုံးလို့ရတဲ့မျိုးစားပေါ့အဲ့တော့ပထမလုံးဝအသစ်သုံးတဲ့ဟာတွေကဘာလဲဆိုတော့ဥပမာစေထိုးအပ်လို့ဟာမျိုးတွေကျွန်တော်ကစေထိုးအပ်တယောက်ကိုထိုးတယ်ထိုးပြီးတာနဲ့အဲ့စေထိုးအပ်ဆိုပြန်လို့မသုံးရတော့လုံးဝဆိုနာမည်ကတော့ disposable နေတယ်ပေါ့ဒါတစ်ခါသုံးအပ်ဖြစ်တဲ့ကြောင့်မလို့တစ်ခါပဲသုံးရတယ်အဲ့လူနာတယောက်မှပဲသုံးရတယ်အဲ့လူနာမှာတော့နောက်ထပ်လူနာမှာထပ်ပြီးတော့လုံးဝမတော့ဘူးเนาะအဲ့လိုမျိုးဟာတွေကကျွန်တော်ကလုံးဝအစ်စ်တုံးပလိုက်လို့ရတယ် အစ်စ်အဲ့တော့ပထမနာပြီးရဲဟာဖြစ်လိုက်တယ်နော်အစ်စ်ကိုတုံးတယ်အဲ့တော့ပူးပူးမဲ့ယာရင်တော့တုံည0ဖြစ်သွားတယ်ဒါပေမဲ့ဒုတိယမျိုးစားပေါ့ဥပမာကျွန်တော်ထိုင်နေဒီချဲပြီးခုံကြီးပေါ့နော်ဒီခုံကြီးတွေ တော့ခုံကြီးကတော့အစ်စ်လဲလိုက်လို့မရဘူးလေဒါလူနာတယောက်လုပ်တယ်ပြီးရတယ်နောက်ထပ်လူနာဒီခုံကြီးကပြစ်လိုက်ပြီးတော့နောက်ထပ်ခုံအစ်စ်တစ်ခုထပ်ဝင်လို့အဲ့လိုမရဘူးနောက်တစ်ခုကသွားနှုတ်တဲ့ပလာယာတွေเนาะအဲ့လိုမျိုးကရိယာတွေအဲ့ဒါမျိုးတွေကတော့ကျွန်တော်တို့ကဒီလူနာတယောက်လုပ်ပြီးတိုင်းအစ်စ်တစ်ချောင်းထပ်ဝင်ဖို့အစ်စ်တစ်စုံဖြန်ဝင်ဖို့ဒါမျိုးတော့မဖြစ်နိုင်ဘူးเนาะအဲ့လိုမျိုးအစ်စ်လဲလို့မရတဲ့ဟာမျိုးဆိုရင်ကျွန်တော်တို့ကဘာလို့ ਆ လဲဆိုရင်တော့အခုကကျွန်တော်ပြောခဲ့သလိုတော့ပိုးပြန်တက်ကျွန်တော်ဒီ autoclave flow for တဲ့ပိုးတက်ဒီဖိအားမြင့် ိုးသက်ဆက်နဲ့ပိုးပြန်တက်ရတယ်။အဲ့လိုမျိုးပိုးတက်တယ်ဆိုလို့ရှိရင်တော့ B ပိုး C ပိုး HIV ပိုးမကလို့ဘယ်ပိုးမဆိုအကုန်လုံးတည်သွားတာပေါ့လေ။အဲ့တော့ကျွန်တော်အခုပြန်ပြီးတော့ချက်ရမယ်ဆိုလို့ရှိရင်တော့ဒီသွားစီကန်းကနေပြီးတော့မှ B ပိုး C ပိုး HIV ပိုးကူးလာဆိုလို့ရှိရင်အဲ့တော့အခြေအနေနဲ့ပဲကျွန်တော်ဖြေရမယ်။တေချာစနစ်တကျပိုးတက်ထားတဲ့ဆီကန်းမှာဆိုရင်တော့ တရားရခံတော့မကူဘူးဆိုတော့အာမခံရပေးနိုင်တယ်။အဲတေချာစနစ်ကျပိုးမသက်ထားဘူးဆိုရင်တော့ကူးနိုင်တဲ့အနေအထားရှိတာပေါ့နော်။အဲဒါကြောင့်မလို့ကျွန်တော်တို့ကဒီ pass ဒါပေမဲ့ဒီဘက်ခစ်မှာတေချာစနစ်ကျပိုးမသက်တဲ့ pass ခံရလည်းမရှိသလောက်ရှားသွားပါဘူး။ကျွန်တော်တို့ဒီဘက်ခစ်မှာ pass ခံဒီမှန်သမျှတော့အကုန်လုံးဒီပိုးသက်တဲ့ဆက်တွေရှိတယ်။တေချာပိုးသက်ကြများတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့နောက်ဆုံးပြောချင်တာကတော့ဒီသွားစီကန်ဒီပိုးစီဝဲချိုက်ကူးလာဆိုလို့ရှိရင်တော့ စနစ်တကျပိုးသက်ထားတယ်သွားဆေးခဲ့မှာဆိုရင်တော့လုံးဝလုံးဝတရားခံတော့မကူးဆိုတာကဟိုအဲ့လိုမျိုးမှတ်ယူရအောင်ပါเนาะ